ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်ရှင်ကဥကြည်လိုက်မှာဥကြည်လိုက်ဟုတ်ကဲ့ဆရာကြီးအသက်53နှစ်ပါဆရာကြီး53အရွယ်ကောင်းတောင်သူပေါ့နော်စိတ်ဖြူမျိုးပါပါစိတ်ဖြူဟုတ်ကဲ့ဆရာကြီးတညောင်စိတ်ဖြူစိတ်ဖြူမခွေးတိုင်းလားမသိဘူးမခွေးတိုင်းလေနော်ဟုတ်ကဲ့ဆရာကြီးရောက်ခဲ့ဘူးဒီဟုတ်ပြောပါဦး ဆရာကြီးခမရတဲ့လက်လက်ချောင်းနဲ့အလဲအစစ်တွေမှာတဲ့ရားရားနေလို့ပါတဲ့ပုတ်လိုက်ရင်တဲ့ညိုညိုသွားပါတယ်တဲ့နာတာမဟုတ်ဘူးရားတာရားတာဟုတ်ကဲ့ဆရာကြီးအစစ်ကလည်းအလဲကောင်အစစ်တွေမှာဖြစ်တယ်ဟုတ်ဟုတ်ပြီအလဲစစ်တွေမှာရားရားနေပါတယ်တဲ့ပုတ်လိုက်ရင်ညိုညိုသွားပါတယ်တဲ့လိမ့်စေလိမ့်လဲမရပါတဲ့ ရှောင်ရမယ်အစားအစာနဲ့တိုင်းရင်စေကုသပုံကိုလမ်းညွှန်ပေးပါခင်ဗျာတူအလုပ်ပါလို့တည်းပြောတယ်တောင်သူပါဆရာကြီးဟောတောင်သူကတော့ဖြစ်မှာပေါ့လေတောင်သူဆိုတော့သူကအစုံကံရတွေ့ရမှာဟုတ်ကဲ့ဆရာကြီးတောင်သူဆိုတော့လေဟုတ်ကဲ့ဆရာကြီးဒီဒီပိုတက်စေးတွေပါမလို့ဟမ်ပိုတက်စေးမူအရာပိုတက်စေးရောပေါင်းတက်စေးရောဟုတ်ကဲ့နော်အပင်တန်နေစေးရောလက်အိတ်တော့မှာပေါ့အဲ့ဒါကြီးကံရမှာပေါ့အဲ့တော့ဆရာကြီးကပြောခြင်းနဲ့ သူတို့ကင်နေကြတော့ရေယူနေပြီးတော့သူတို့လည်းမထူးလို့ထင်တယ်ဟုတ်ကဲ့ဆရာအမတခါသုံးလက်ကတော့ဝက်ကိုရမယ်ဟုတ်ကဲ့ဆရာဘယ်အချိန်သုံးသုံးကင်တော့မယ်ဆိုရင်တခါသုံးလက်တွေကပေါ်တာပဲဟုတ်ကဲ့ဆရာဘာရဘူးလို့တော့သိုးရတယ်တခါသုံးလက်ဝက်လိုက်ကင်ကင်ပြီးရချူလှုပ်လိုက်ကုလက်ကဒီတိုင်းပဲအဲ့လိုဝင်သုံးနေကြအန်ဒီရမရှိပါဘူးလုံးနေကြပဲဆိုအများအပြားတော့ပို့ဝဆာလုတ်တက်ကြတယ်အဲ့ဒါလေးရှောင်ပါ ဟုတ်ကဲ့ဆရာရီချိုးတော့မယ်ဆိုရင်လက်ဖွားနဲ့ခြေဖွားနှစ်ခုငါမလို့ဆိုရရီဆွတ်ပါဟုတ်ကဲ့ဆရာဆိုပြီးစာကြမ်းညာဟုတ်ကဲ့စာကြမ်းလေးကောင်းလေးနော်ဟုတ်ကဲ့ဆရာပို့ပါပို့တဲ့အခါမှာအမှတ်တရကက်လန့်ဖြတ်မပို့ပါနဲ့အလျားလိုက်ပါလက်မနဲ့လက်မချင်းလက်လက်မနဲ့ချီမချင်းဟုတ်ကဲ့ဆရာနော်လက်မလက်မလက်မချီလက်ချီမလက်မနဲ့ချီမလက်ညှိုးချီညှိုးပို့ပါအကြာကြီးလည်းမပို့ပါနဲ့ အကျင်90ဆိုရင်ပြည်ပါဆုံးပါလေဟုတ်ကဲ့ဆရာအဲ့လိုမှန်မှန်ပွချင်းအဖြစ်ဒီယောဂတဝက်တက်တာတော့ပါပါလို့ဒီလက်ရတာပေါ့နော်ဆရာကြီးလက်စစ်တွေရတာညိုသွားတာလိမ့်စေးအနေနဲ့သူဘာလိမ့်စေးလဲတော့မသိဘူးပေါ့နော်ဆရာကြီးအနေနဲ့ဘာလိမ့်စေးညွန်ကြတယ်ဟောအဲ့ဒါဆရာကြီးပြောလေးပြောနေကြပါခုနကပြောရမယ်နေ့ဦးတဏ္ခါလေးဟုတ်ကဲ့ဆရာကြီးတဏ္ခါတန်တန်လေးဒါလေးတဏ္ခါလေးသွေးပြီးရေကျဲလေးလိုလက်ကလေးပုတ်လိုက်ပေါ့တန်တန်လေးဒါလိမ့်ပြရပါဟုတ်ကဲ့ဆရာကြီး ညကြကရမဲလေးလေးဟုတ်ကဲ့ဆရာကြီးဘာမှထည့်စရာမလိုဘူးဟုတ်ကဲ့ဆရာကြီးမထည့်နဲ့တော့နော်ခုအိမ်ထဲမှာစီးရီအများကြီးရှိတယ်ခဏခဏဟုတ်ကဲ့ဆရာကြီးမသုံးထားလို့ဒါဘေးဖြစ်လားဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ